သောဇေဒီနှစ်စုရှိပါတယ်။တစုမှာတော့မွန်ပြည်နယ်တထုံမြို့ပေါ်တွင်တည်ရှိ၍ကျန်တစုမှာရွှေစာရံဇေဒီတော်မန္တလေးခရိုင်အတွင်းမြင့်ငယ်မြစ်ပေါ်တွင်တည်ရှိပါတယ်။တထုံမြို့တွင်တည်ရှိတဲ့ရွှေစာရံဇေဒီတော်ဟာစိန်ဘူးတော်မှဖနက်တော်အထိညံတော်ပေ360ရှိ၍အရင်ဇေဒီပေါင်း38စုမုံနှင့်ရုပ်ပွားတော်ပေါင်း45စုရှိပါတယ်။တထုံရွှေစာရံဇေဒီတော်မြတ်ကိုမြတ်စွာဘုရားရှင်တထုံထင်ရှားရှိစဉ်တထုံပြည်ကြီးသို့ဒေသစာရေးကြွရှိတော်ခိုက်တွင်တိထား ားခဲ့တယ်ဟုဆိုပါရယ်ဇေဒီတော်မူလဒါရက်ကမှာတထုံပြည်ကြီးအရှင်ကုလဝီတရာဇာတကမေဒီယာကြီးနှင့် တောင်ညာစံဒီဝီမဟေတီမီဘရားကောင်ကြီးတို့မှမဟာတက္ကရရဲ့နှစ်ခုနှစ်တွင်မြင်သောသရိယဆန္ဒမင်းကြီးဟာမြစီမဒေတာ၌ဖះရှင်ပွင့်တော်မူကြောင်းကြားသည့်သောအခါဖိုးမြင်လိုသောဆန္ဒအာကြီးတော်မူရာကမြစွာဖះအားပင်လျောက်ရန်တရှက်လုံးအမိတ်တော်ရှမဲ့လေသည့်တထုံပြည်၌တသနာ၃ရက်ကြာမြင့်စွာတိမင်းအဖြစ်ကိုကောင်းစွာသိမြင်တော်မူတဲ့ဖះရှင်ဟာပင်ဖ ဖိတ်ဒီကိုလက်ခံတော်မူ၏မဟာတက္ကရ105ခုနှင့်တရင်ကျော်လာပြီးကျော်တရက်နေတွင်ရာဇကြိုပြီးမှကြွားသွားတော်မူရာနဒေါ်လာစန်းတရက်စနေနေ့တွင်တထုံပြီးတို့ရောက်လေသည်သူရဆန္ဒမီဒီယာကြီးနှင့်ဘီဘီအာကြီးတို့သည်ဖះရှင်အားပူးမြော်ရ